မြောင်းများကအတက6ကအမီလေးကိုပားရိုက်တဲ့ကိစ္စဆရာဆရာမလှုပ်နေပြီးတော့အနာဘောဒုတ်ကြတယ်စားနဲ့သူတို့ရဲ့အနာကိုစားနဲ့အပတ်ခံလိုက်ရတဲ့ခင်စီမှုတွေခါပြီးတော့ဆရာလိန်ဆရာမအလိန်မျိုးပြောတာပါအဲ့တော့ကျွန်တော်မှာသာသမီရရှိတယ်ကျွန်တော်သာသမီတွေကိုတခြားသာသမီကအနိုင်ကျင့်တဲ့ခါကျတော့ကျွန်တော်အမေလေးယူပါအောင်ကယ်ပါအောင်ကျွန်တော်မအောင်နဲ့ဘေးနာဖုံးကန်ရိုက်ပြလာတဲ့ပေါ့ဖို့ပေးတာဘယ်ဟမ်းမရမှာသာသမီရတာမသိဘူးမင်းတို့ဝတ်မလဲစင်းနဲ့တော့ တော့အမှရှိတဲ့ဆရာကျမတွေကဘာမှသုံးဆောင်ရတော့ဘူးလားအလုံးမွေးမင်္ဂလာပါမိုးရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်မုတ်တီနဲ့တစ္ဆက်ပေးခြင်းတဲ့ဗီဒီယိုတွေကတော့အရက်နဲ့အရေးကြီးတဲ့လူမှုကွန်ရက်ပေါ်မှာကြက်ထားနေတဲ့ညောင်မြအထက်ကကြောက်ကကြောင်းသူတွေအုပ်စုဖွဲ့ပိုက်ရိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့ မြောင်မြအထက်ခါချက်ကဆီယမ်မာတွေကတာဝန်ယူဖြည့်ရှိရှိမရှိတဲ့အပြင်ဒီပါရက်ခဲ့တဲ့အုပ်စုဘက်ကရက်တီပြီးတော့ပြောပြလို့ဆိုပြီးတော့ဒီအမကနေပြီးတော့တာသမီချင်းကိုချင်းမစားတဲ့ဆီယမ်ဆီမာတွေကိုဒက်ဆော်နေရပဲဖြစ်ပါတယ်ဗီဒီယိုရဲမှာဆိုလို့ရှိရင်တော့အပြည့်ဆုံးပါတယ်ပေါ့နော်အရက်လက်စိတ်တူစရာကောင်းတယ်အခုကြည့်နေတဲ့အမျိုးတွေလည်းစမ်းသမီးပါတွေပါတယ်မိုးရဲ့ဗီဒီယိုလေးကိုဆုံးထိလည်းပတ်ကြည့်ရှုပေးဖို့ဖိတ်ခပါရရှိဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်မနေ့တနေ့မှတောင်းဖွင့်တာတောင်းစိန်လေးနဲ့ပြအုပ်စုလိုက်ပါရိုက်တာအန်ပါရဲ့ပြော online မှာနာမည်ကြီးနေရဲ့မြောင်းမြားကအထက်က6ကသမီးလေးကိုပားရိုက်တဲ့ကိစ္စနော်ထိုင်ဂရိုခိုင်းတဲ့ကိစ္စကို ပြောပြပါ အမအဲ့အလေးပြောပြပါဆိုပဲတောင်းဆိုကြတဲ့မိမိတွေရှိဘာဖြစ်လို့မပြောချင်တော့တာလဲဆိုတော့မိမိတွေကိုပိုးတစ်ခုပြောပြချင်တာကပိုးကကျမကအမှန်အတိုင်းတွေကိုကျမပြောတာပေါ့နော်ကျမအမှန်အတိုင်းတွေကိုပြောတဲ့ဟာတစ်ခုမှတချို့တော့ ဆရာလိန်ဆရာမလိန်တွေကသူတို့ဝတ်ထားတဲ့ဝတ်စော်မှာအာမနာကျမပြောထားတဲ့ဒီရဲ့အောက်မှာပေါ့နော်သူတို့ကလာပြီးတော့ကျမကိုလာဘလိန်တယ်လာဘလိန်တဲ့ဟာကိုဟိုလာဘလိန်တဲ့ဟာကိုဟိုကချက်လို့မဟုတ်ဘူးနော်ဒါပေမဲ့ကိုကသူတို့ဘလိန်တိုင်းသူတို့မယိုင်းတိုင်းသူတို့အောက်တန်းစားဆန်တိုင်းကိုကသူတို့ရဲ့ဝတ်စော်ကိုအားနာနေတဲ့အတွက်ကြောင့်မလို့ကိုကဟိုပြန်ပြောရတာက ဟိုဘယ်လိုပြောမလဲအကုသိုလ်များတယ်ပေါ့နော်အကုသိုလ်များတယ်ကျွန်တော်ကအမှန်တိုင်းနေပြောတာအခုဒီမြောင်မြမြောင်မြကိစ္စမပေါ်ခင်မြောင်မြကိစ္စမဖြစ်ခင်ကနေကလွန်ခဲ့တဲ့တပတ်ဆယ်ရက်ခနေကကျွန်တော်ကဒီចောင်းသားဒါကအခုမြောင်မြကចောင်းသူနော်ចောင်းသားလေးတယောက်ကိုဝိုင်းပြီးတော့ထိုးကြကန်ကြကြောက်ကြတဲ့ဟာတခုမှအမြင်မတော်လို့ကိုပြောတယ်အမြင်မတော်လို့ကိုပြောမိဘတယောက်အနေနဲ့မိဘတယောက်ရဲ့ခံစားချက်နဲ့ကိုပြောတယ်ပြောတဲ့ဟာတခုမှဘယ်လိုလာမှန်လဲဆိုကြတော့အဲ့ ပြောထားတဲ့အောက်မှာသွားပြီးတော့မန့်တွေကိုသွားပြီးတော့ဖတ်လို့ရတယ်နော်သူတို့ကဆရာဆရာမလှုပ်နေပြီးတော့အနာဘောဒုတ်ကြတယ်စားနဲ့သူတို့ရဲ့အနာကိုစားနဲ့အပတ်ခံလိုက်ရတဲ့ဖင်စီဝူးတွေခါပြီးတော့ဖင်စီဝူးတွေခါပြီးတော့ကိုယ်ဘယ်လိုလာမှန်လဲဆိုတော့မိပါကလောက်စီယာမိနဲ့ဖာတဲ့နော်လောက်စီယာမိနဲ့ဖာတဲ့လောက်စီယာမိနဲ့ဖာပုပ်ပစီယာဒါကိုတိတယ်နော်လောက်စီယာမိနဲ့ဖာမိပါတောင်မှမနိုင်တဲ့ဟာကိုတဲ့သူတို့ကဘယ်လိုဆုံးမလဲတဲ့ အဲ့ဒါတော့မိဘတောင်မနိုင်ဘဲနဲ့ဘလို့ဆုံးမမလဲဆိုတော့ကြာအဲ့လိုဘလို့ဆုံးမမလဲလို့မေးရတဲ့ဆရာဆရာမကိုလေအရန်ကိုသမင်းစားရလားဘာစားကြည့်ရလဲလို့မေးချင်တယ်သူကကိုယ်မေးထားသေးရဲ့သမင်းစားကြည့်ရလားတဲ့ကျမကသမင်းစားကြည့်ရပါရှင့်เนาะသမင်းစားကြည့်ရဲ့ညံကောင်းအောင်လို့ငါများများနဲ့စားတယ်အဲ့တော့ကြာရှင်တို့လည်းအဲရှင်တို့ကိုလည်းကျမပြန်မေးမယ်ပေါ့เนาะရှင်တို့သမင်းစားကြည့်ရလားဒီလိုမေးခွန်းကိုမေးစီရ မိပကလက်ဥစီယာမိနေဖာမိမနိုင်ဖမနိုင်တာသမီးတို့ကျွန်တော်တို့ဘလို့ဆုံးမမလဲဘလို့ဆုံးမပဲ့ပြင်မလဲသူတို့ဆုံးမပိုင်ခွင့်ပေးမထားဘူးတဲ့เนาะအဲ့ဒါကြတော့ငါတို့မိဘတွေကနင်တို့ရဲ့ဝတ်စုံကလေးစားတယ်ဒါပေမဲ့နင်တို့ကငါကရိုသေလေးစားနေစရာမလိုဘူးဆိုတော့နင်နဲ့ငါနဲ့ပဲငါပြောမယ် နော်ညလွဲ့ဝတ်ဆောင်ကလေးစားရင်တကယ်ကိုဆရာကောင်းဆရာမကောင်းလေးတွေရှိတယ်တကယ်ကိုလေးစားရိုသေတိုက်တဲ့ဆရာဆရာမလေးတွေအများကြီးရှိတယ်ဆရာလေးတွေအများကြီးရှိတယ်အဲ့အတိုင်းအတွက်အကုန်လုံးကိုလည်းအမပြောတဲ့ဟာတခုမှနားလည်ပြီးနော်ဆရာဆရာဆရာကောင်းဆရာမကောင်းတွေကိုစော်ကားလို့စိတ် တဇိုးတစီမှာမရှိဘူးနော်တဇိုးတစီမှာမရှိဘူးလေးစားတယ်တံမိုးထားတယ်ဝတ်ထားတယ်ဝတ်စုံမှာကိုယ့်ရဲ့အမြင်ပေါ့နော်ယူနီဖောင်းတကယူနီဖောင်းနဲ့မှာအဖြူနဲ့အစိမ်းဝတ်ထားတဲ့ဟာကိုကိုယ်အလေးစားဆုံးနဲ့စက်တီအရှိဆုံးမြင်ကွင်းလို့ကိုကတော့ခံယူတယ်အဲ့ဒါကြောင့်မလို့လေအဖြူအစိမ်းဟိုစက်တီရှိတာကိုခံယူတဲ့အတွက်ကြောင့်ကိုသားလေးတို့အဖြူအစိမ်းလေးဝတ်စေခြင်းလို့ကိုကိုအစိုးရအကြောင်းမှာထားတယ် ဒါထားလိုက်တော့ဆက်မပြောတော့เนาะအဲ့ဒါတော့တကယ်ကိုလေးစားတိုက်တဲ့ဝစ်ဆောင်ကိုဝစ်ဆင်ထားပြီးတော့လေးစားအောင်နေပြီးတော့တကယ်ကိုစေတနာနာသုံးတာမဟုတ်ဘူးเนาะတေချာမှတ်ထား စေတနာဝါဒနာအနစ်နာဂယုနာနာလေးနာရှိတယ်အဲ့ဝိသုံမာကအဲ့ဝိသုံမာစေတနာဂယုနာဝါဒနာအနစ်နာနာလေးနာရှိတယ်အဲ့နာလေးနာနဲ့ငါတို့ဝတ်ထားတဲ့ဝိသုံငါတို့ရဲ့ခံယူချက်ငါတို့ရဲ့စိတ်တရားကိုက်ညီလားဆိုတာကိုကိုယ့်ကိုပြန်ပြီးတော့မေကိုယ့်ကိုပြန်ပြီးတော့စမ်းစစ်မကိုက်ညီဘူးဆိုရင်ကိုယ်ဝတ်ထားတဲ့ဝိသုံကိုအားနာ နော်ကိုဝတ်ထားရဲ့ဝတ်စုံကဘလောက်တန်ဖိုးကြည့်လဲကိုဝတ်ထားရဲ့ဝတ်စုံရဲ့တန်ဖိုးကိုရောဝတ်ထားပြီးရောနားလေရဲ့လားနော်ငါဘက်ကပြန်ပြီးမယ်နားလေရဲ့လားအဲ့တော့ဒါတော့နင်တို့အခုငါ့ကိုလာပြီးတော့မေးခွန်းထုတ်တယ်အောက်ငါ့ကိုအောက်မှာလာပြီးငါပြောထားတဲ့အောက်မှာတို့လာမှန်းနေပါနော်မိဘတွေတောင်မနိုင်တဲ့ဟာကိုတဲ့သူတို့ကဘလို့ဆုံးမမလဲတဲ့ငါတို့မိဘတွေကအလိုလိုက်ထားတဲ့မိဘအသသမီးကိုမနိုင်တဲ့မိဘမရှိဘူးမဟုတ်ရှိတယ်တည်တယ် เนาะငါတို့ပတ်ဝန်းကျင်မှာလည်းရှိတယ်အေးဒါပေမဲ့အဲ့မိဘကသူ့သားသမီးကိုမနိုင်တာသူ့အိမ်မှာပဲသူမနိုင်တာလေနင်တို့ရဲ့ចောင်းအဝဲအဝိုင်းဒီចောင်းပေါ့ဝါနေပြီးတော့ဒီကလေးတယောက်ကចောင်းနဲ့ကိုဝင်မပါဝင်သွားပါ ਈ ဆိုနေနင်တို့နဲ့ဆိုင်သွားပြီအဲ့ကလေးကိုဆုံးမပိုင်ခွင့်ဆိုတာကသူ့မိဘကြိုက်တာမကြိုက်တာကနင်တို့သူ့မိဘမျက်နှာကိုနှုတ်ကြည့်နေရကြည့်နေမှာလားသူတို့အဲ့ဆုံးမတော်တာကိုမကြိုက်ပါဘူးဆိုရင်မိဘတွေကမျက်နှာကိုနှုတ်ကြည့်နေမှာဆိုတော့နှုတ်ဝတ်ဆောင်တွေကိုချွတ်ပြီးနှုတ်အလုတ်ထွက်လိုက် ဟုတ်ပြီနော်ငါပြောပြတာငါကဒီမြောင်းမြောင်းမြကိစ္စမဖြစ်ခင်တည်းကငါကကြိုပြီးတော့ပြောတယ်နော်ចောင်းသူចောင်းသားတွေကို view site ပေးပါစေတနာအညစ်နာဝါဒနာဂယူနာနဲ့နာလေးနာနဲ့ဆုံးမပေးပါနော်ငါပြောတယ်ဘာဖြစ်လို့မီးဆိုတာမလောင်ရင်တားရတယ်နင်တို့တွေဟိုမီးဆိုတာမလောင်ရင်တားရတယ်နောက်ပြီးတော့ယောဂါဆိုတာက ချစ်မကုတာတဲ့ကျိုတင်ကာဝယ်ချင်းကပို့ပြီးထိရောက်တယ်ဆိုတာနွန်းနားလေလားငါအဲ့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 မြင်တော့အဲ့ဒီတော့ကចောင်းသားလေးတယောက်ကိုဝိုင်းအနိုင်ချင်းတဲ့ဟာကိုငါပြောတာအခုစားကအကောင်လုံးကတောင်ငါ့ကိုဟိုချက်ပေါက်တရားရောဒီဘန်းမှာရောလာတောင်းဆိုတာကចောင်းသူလေးတယောက်ကိုပားရိုက်တယ်ပားဆိုတာငါတို့ဗမာလူမျိုးမှာကအထွတ်မြတ်မိဘတွေဟိုဆွေမျိုးတွေเนาะဟိုမောင်နှမသားချင်းနဲ့အထွတ်မြတ်ထားပြီးတော့နန်းနဲ့ပား ဲ့ပါကိုပိုက်ရိုက်ပြီးတော့ကလေးကိုတော့ထိုက်ရှုံအဲ့တော့ကျတော့ဒီလိုစိတ်ဒဏ်ရာတွေရအောင်လို့နော်ကလေးတွေရဖြူစင်နေတဲ့သူတို့ရဲ့စိတ်ကလေးစိတ်ဒဏ်ရာရအောင်လို့အနိုင်ကျင့်တဲ့ကြောင်းသားအနိုင်ကျင့်ခံရတဲ့ကြောင်းသားဆိုတာကနင်တို့ရဲ့ကြောင်းပတ်ဝန်းကျင်နင်တို့ရဲ့ပရဝေထဲမှာနင်တို့နဲ့ပုံပြီးတက်ဆိုင်နေငါတို့လိုငါတို့မိဘငါတို့လိုမျိုးမိဘတွေနင်တို့အပြစ်ပုံချနေနင်တို့ကနင်တို့အပြစ်ကိုထမေးဘူးရှာလွဲငါတို့ မိဘတွေကမိမနိုင်ဖမနိုင်ဆိုမိနိုင်နေတဲ့မိဘတွေရဲ့တာကောင်းတမိကောင်းလေးတွေစိတ်တန်ရာရအောင်ညှိုးငယ်အောင်အစော်ကားခံနေရတဲ့ဟာတို့ကမှနင်တို့ဆရာဆရာမဝတ်စုံဝတ်ထားပြီးတော့ဆရာလိန်ဆရာမလိန်တွေကနင်တို့ဘယ်လိုတောင်းယူမှာလဲဟမ်ငါ့အဲ့ဒါလေးတစ်ခုပဲဖြေပြီးအဲ့ဒါဆိုငါအောင်မှာငါရေငါငါဝေါ်မှာငါရေးချင်တာရေးမယ်ငါတင်ချင်တာတင်မယ်ငါပြောချင်တာပြောမယ် အဲ့တော့ဖင်စီဘူးတွေခါပြီးတော့ငါ့ကိုလာပြီးတော့မတ်မာလဲညတော့တယောက်အောင်ငါငါအောင်ဆောင်အကုံကတပြုံတော့ဝိုင်းပြီးတော့လာကြိုက်တာနော် လာကြိုက်တာလာဟောင်းတာငါလိုမျိုးပဲစကလုံးညတော့စကလုံးရိုင်းရိုင်းနဲ့ပဲတန်တဲ့တော့ငါစကလုံးရိုင်းရိုင်းပဲပြောတော့မယ်ငါအောင်မှာငါ့ကိုလာပြီးတော့ငါ့ကိုလာမဟောင်းနဲ့လာမကြိုက်နဲ့ညတော့ရောညတော့ဝတ်ထားတဲ့ဝတ်စုံနဲ့ညတော့ရဲ့ခံယူချက်တွေညတော့ရဲ့သဘောထားတွေကကြိုက်ညီနေလားဆိုတော့ညတော့ထမင်းစားချင်ညတော့အောင်းနဲ့ညတော့ပြန်ပြီးဆုံးဖြတ် နော်ငါဒီညောင်မြကိစ္စမပေါ်ခင်နဲ့မဖြစ်ပေါ်ခင်နဲ့ငါဒီဟာကိုပြောတယ်အဲ့လောက်မှငါ့ကိုလာပြီးဖင်စီဝူးတွေအနာပေါ်ဒုတ်ကြပြီးတော့ဖင်စီဝူးတွေခါပြီးတော့ငါ့ကိုလာပြီးဟောင်ကြတာ နော်တယောက်ထက်မန်းတစ်ခုတည်းမှာတော့အမလေးစုပြုံပြီးတော့ငါကမကြောက်တတ်ဘူးနော်ငါကမှငါအမေဖေကငါ့ကိုမွေးလိုက်ခနေကြောက်သွေးလည်းမပါဘူးကြောက်သွေးပါရင်ငါဖောက်ထုတ်မယ်ဆိုရင်လူသားမျိုးငါ့ကိုကြောက်သွေးတစ်စက်မှကိုငါဖင်နေမိတယ်ထဲ့မပေးလိုက်ဘူးအဲ့တော့ငါကလည်းဂယူမဆိုင်လို့ကိုကိုအများနဲ့ဆိုင်တဲ့ကိစ္စတခုကိုအမုန်းခံပြီးတော့ပြောတာကကောင်းစေခြင်းလို့ပြောတာလားနင်တို့ကတသက်ဗလိန်းနေတာဆိုတော့သမင်းစားကြီးရဲ့လူတိုင်းနားလေတယ်ဟုတ်ပြီလားနော်ဆက်ပြောမယ်ဆက်ပြောတဲ့ဟာက ခုနင်တို့ငါ့ကိုပြောထားတယ်မိဘတောင်မနိုင်တာသူတို့ကဘယ်လိုဆုံးမမလဲဟုတ်ပြီမိဘတောင်မနိုင်တဲ့နင်တို့ကဘယ်လိုဆုံးမမလဲဆိုနင်တို့မှာတာဝန်ယူမှုတာဝန်ခံမှုနင်တို့ဝတ်ထားတဲ့ဝတ်စုံမှာတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုတာကနင်တို့ရဲ့စကားလုံးမှာကဖော်ပြနေပြီနော်ဟိုမိဘတွေဟိုပြောထားတဲ့အောက်မှာသူတို့ဘလို့တောင်မှကိုယ်မှန်ထားတယ်ချက်ပေါက်ထိလာပြီးတော့ဟောင်းတာနော်ကိုပြောမိတဲ့အတွက်ကိုအမုန်းခံပြီးပြောမိတာဒီမှာချက်လို့ပြောတာလား မုန်းလို့ပြောတာလားကောင်းစားကောင်းစေခြင်းလို့ပြောတာလားဆိုတော့တို့နားမလဲတွေးနိုင်တဲ့အုံအောင်မရှိဘူးတို့မှာအနာရပါအနာပါဒုတ်ချပြင်မလေးဟိုဟာဖြစ်ပြီးဖြစ်စီဘူးတွေခါပြီးပြေးပြီးတော့ကိုယ်လာကြိုက်ကြတာနော်ချက်ပေါက်မှာထိလာကြိုက်တယ်ငါကြီးမဆိုင်ဘူးငါမကြောက်တတ်ဘူးဆိုတာငါပြောပြီးသားမကြောက်တတ်ဘူးကြောက်တွေးလုံးဝတစက်မှမပါတဲ့အတွက်ကြောင့်မလို့ကိုငါပြောတာဟုတ်ပြီနော်အဲ့ဒါငါနေတော့ပြန်ပြီးမေးမယ်အခု ငါတို့မိဘတွေကမနိုင်လို့ကျောင်းကိုလာပို့ထားတယ်။ကျောင်းကိုလာမနိုင်လို့လာပို့ထားမှုမိဘတိုင်းကကိုသားသမီးလေးကိုစတက်စေချင်လို့လာပို့ထားတာ။အေးအဲ့ရတခုမှနင်တို့ကတာဝန်ယူဝင်နင်တို့အကျောင်းအဝင်းထဲမှာနေပြီဒီအကျောင်းဝစ်အကျောင်းဝစ်ဆောင်အကျောင်းစိအဲ့အဖြူနဲ့အစိဝစ်ထားပြီးတော့နော်ဆီယာဆီယာမဆိုရဲနာမည်အောက်မှာနေပြီးတော့နင်တို့ကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုတော့ကြာတော့ငါတို့သားသမီးလေးတွေအနိုင်ချင်းမခံရဘူးအရင်ငါတို့မိဘတွေက ဘာအလုပ်မှမလုပ်ဘဲနဲ့ကိုသားသမီးကိုကြောင်းဖို့ခင်နေရငါတို့ကဒုတ်ထန်းဓာမိုးပြီးတော့ငါတို့ကလိုက်ပြီးတော့ဆောင်းရှောက်ရမှာလားဟမ်ရှင်အုံးမကွာငါတို့ကအိမ်မှာလဲရှင်အုံးမကွာစောင်းရှောက်အိမ်မှာလဲရှင်အုံးမကွာငါတို့ကဆုံးမငါတို့ကဟိုចောင်းထီပါလိုက်ပြီးတော့ပို့တဲ့ဟာဒီမှာနင်တို့ကစာတနာလေးတစ်ခုပဲနင်တို့ကဒါတာဝန်ယူမယ်ပေါ့စာတနာတော့မှနို့တကယ်တမျက်အောင်တင်လာလာဘလို့တင်လာလဲဆိုတော့နို့ကိုနို့တီးနော်နို့ကိုနို့တီးငါပြောနေစရာအကြောင်းရှိဘူးအခုအခုဖြစ်ပြီး ောက်ထပ်တဲ့နင်တို့တွေရဲ့အချိုးတွေကိုမပြင်သေးသေး၍ဒီလိုမြောင်းမြကိစ္စနော်ဟိုဘယ်ကြောင်းမှမသိပဲနဲ့ဟိုတင်တဲ့လူရဲ့ဒီကြောင်းသားလေးအနိုင်ကျင့်ခံရတာဖြစ်နေဦးမှာပဲဖြစ်နေဦးမှာပဲဘာဖြစ်လို့နင်တို့တွေရဲ့အုတ်ချုပ်ပုံအုတ်ချုပ်နီးနော်အအတော့မကြနေသေး၍အနိုင်ကျင့်ခံရတဲ့ကြောင်းသားလေးဆိုတာပေါ်ပေါက်နေဦးမှာပဲ နော်ငါတို့မိဘတွေကလည်းအနိုင်ကျင့်ခံရတဲ့ဟာတခုမှငါတို့လည်းဆွဆွတွေခုံပြငါတို့လည်းနာနေအောင်ပါပဲနင်တို့ဒီမှာလည်းနင်တို့ဆရာဆရာမတွေမှာလည်းအခုဆရာလိန်ဆရာမလိန်နေရောငါအောက်မှာလာပြီးတော့မန့်ပြီးတော့ဖြစ်စီဘူးခါဆက်ဆက်ခါနာနေတဲ့ဟာတွေရောနင်တို့မှာသာသမီရရှိတယ်နင်တို့သာသမီတွေကို တခြားသာသမီကအနိုင်ကျင့်တဲ့ခါကျမှနင်တို့အမေလေးယူပါအောင်ကယ်ပါအောင်နင်တို့မအောင်နဲ့လူဆိုတာလက်သက်စိတ်မှလက်ထိတ်နာတတ်တာ နော်နင်တို့သားသမီးတို့မထီထီ၍နင်တို့ကမိများသားသမီးဘသူပဲအနိုင်ကျင့်ခံရခံရဘလို့ပဲစိတ်တက်ညှိုးငံညှိုးငံဘလို့ပဲစိတ်တန်ရတန်ရစိတ်ဘလို့ပဲတန်ရရရနင်တို့ကတောင်းရင်မတောင်းခံမှုဆိုတာမရှိဘူးနော်ငါပြောပြီးနော်ဆရာကောင်းဆရာမကောင်းနေလဲဒီအခု မှာမရှိဘူးမို့ရှိပါတယ်ရှိပါတယ်အဲ့ဆရာကောင်းဆရာမကောင်းတွေကိုစော်ကားလို့ပြီးတော့ပြောတာမဟုတ်ဘူးเนาะငါပြောပြငါအောက်မှာလာမှန်ပြီးတော့ငါ့ကိုလာပြီးတော့ဆက်ဆက်တဲ့ခါလာဟောင်းလာလာကြိုက်နေဆရာဆရာမတွေကိုပြောတာဆရာလိန်ဆရာမအလိန်တွေကိုပြောတာပါအဲ့တော့အခုလဲငါတင်တယ်เนาะငါတင်တဲ့ဟာတစ်ခုမှာလာမှန်တယ်ဝမ်မီဝဲခန်းကကြိုးဆိုတယ်ဟုတ်ပြီเนาะအဲ့ဒါဆိုငါကမကြောက်တက်လို့ကိုမန့်တော့ငါမပိတ်ဖက်နဲ့ငါတင်ထားတာ เนาะအဲ့တော့ကြတော့နင်တို့နင်တို့နင်တို့ကိုနင်တို့နင်တို့ဝတ်ဆောင်ကိုနင်တို့ဝတ်ထားတဲ့ဝတ်ဆောင်ရဲ့တန်ဖိုးကိုနင်တို့တိလေနော်မတိလို့ငါကအမုန်းခံပြီးတော့ပြောရတာမနာနဲ့နော်နင်တို့တွေကအတုံးကြနဲ့နင်တို့တွေကចောင်းသူចောင်းသားပေါ်မှာစေတနာဝါဒနာအနစ်နာဂယုနာဆိုတဲ့နာလင်းနာနဲ့နင်တို့တွေကဆုံးမခဲ့မယ်ပဲ့ကျင်ခဲ့မယ်အဲနင်တို့တွေအတုံးကြနေမယ်ဆိုငါကအမောခံပြီးအမောခံပြီးငါပြောနေကြအကြောင်းမရှိငါတို့လိုမိပါတွေရ เนาะအဲ့ဒါငါတို့မိဘတွေကအိမ်မှာလဲငါတို့ကငါတို့ကရဟုတ်မကွာငါတို့သားသမီးလေးတွေငါတို့ကပြုစုစောင့်ရှောက်ပြီးတော့เจ้าကိုပို့တဲ့အခါမှာလဲငါတို့ကလွဲလွယ်ပြီးတော့ဒုတ်ထန်ထားမှုပြီးတော့ငါတို့ကထက်ချက်မကွာလိုက်ပြီးတော့စောင့်ရှောက်ရမှာလားဟမ်ကျွန်တော်ကတာဝန်ယူမှုတာဝန်ခံမှုဆိုတာလုံးဝမရှိဘူးလားအဲ့ဒါဆိုရင်ကျွန်တော်ဒီလကဒီလကကိုလိန်ယူနေရလားအေးလကနင်တို့ကငါ့ကိုပြောမယ်မက်လောက်စီကလကမဟုတ်တဲ့ဟာကိုလိန်ယူသားမက်လောက်စီကလကဟုတ်လားမဟုတ်လားဆိုတာကိုနင်တို့ ဒီလိုဆရာဆရာမဆရာလိန်ဆရာမလိန်အလုတ်ကိုမလုတ်ခင်နဲ့ဒီလောက်ကဒီလိုမျိုးဒီလောက်သတ်မှတ်ထားရဆိုတော့မသိဘူးလားညတို့ရဲ့ခေါင်းထဲမှာကဟမ်ဆရာလိန်ဆရာမလိန်တွေလုတ်ပြီးတော့မိဘတွေဟိုဖားလိုက်ဖားဖားရပြီးပေးတဲ့ဟာတွေကိုညတို့လက်ခံယူမယ်နော်ဟိုကို့အတန်းကို့အတန်းမှာလာပြီးတော့ကို့အတန်းဟိုဖြစ်တဲ့ဟာတွေကိုချူရှင်ဟိုဘလို့ခေါ်ပြီးတော့တင်ရမလဲတည်ရမလားဘလို့မိဘတွေကိုဘလို့ဟိုဖြစ်ပြီးတော့အလူခံပြီးဟိုဖြစ်အဲ့ဒါပဲစစ်မှွန်စားနဲ့အဲ့ဒါပဲတော့အတာငန်းငန်းဟိုငတိမကြနဲ့ ငါစကလေးလုံးငါကအခုနောက်ပဲငါငါကိုရိုင်းအောင်ငါကိုရိုင်းအောင်ကိုကငါအရင်တော့အဲ့လိုမျိုးစကလေးလုံးမရိုင်းဘူးနော်နားထောင်မှုရလွယ်တည်တယ်ငါကိုစကလေးလုံးရိုင်းအောင်ဒီလိုစကလေးလုံးရင်းရင်တီးတီးတွေပြောထွက်အောင်ငါနင်တို့ကငါ့ကိုသင်ပေးနေတာနင်တို့ကငါ့ကိုလုပ်နေတာနော်ဆရာလိန်ဆရာမလိန်တွေကိုပြောတာနော်တကယ်ကိုခယူနာစေတနာ ဝါဒနာအနစ်နာခံပြီးတော့တင်ကြားပေးနေတဲ့အဖြူစိမ်းဝစ်ဆရာဆရာမလေးတွေအကုန်လုံးကို တောင်းပန်ပါတယ်နော်လေးစားပါတယ်ဝတ်ဆောင်ရဲ့တန်ဖိုးကိုလည်းအခုဝတ်ထားတဲ့ဝတ်ဆောင်ရဲ့တန်ဖိုးကိုတိတဲ့ဆရာဆရာမလေးတွေကိုပြောလို့ချင်းမရှိဘူးနော်ကိုဝတ်ထားတဲ့ဝတ်ဆောင်ရဲ့အဖြူစိမ်းရဲ့တန်ဖိုးကိုမတိတဲ့ဆရာလိန်ဆရာမလိန်တွေကိုပြောကြားခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အများနဲ့တက်ဆိုင်တဲ့ဟာဒီခုမှာ အကုသိုလ်တွေလည်းများတယ်အမုန်းလည်းခံရတယ်အမုန်းခံရတာကိုတော့ဂယူးဆိုင်တဲ့ဂယူးမဆိုင်လို့ပို့ပို့အစိုးကြီးကနေကဟိုတင်ခဲ့တာပေါ့နော်အဲ့တော့ဆိုတော့မမေတွေကိုလေပြပြပပလေးပဲရှေ့လျှောက်ပြပြပပလေးပဲအကုသိုလ်များတဲ့ဟာတွေလည်းမပြောတော့ဘူးအဲ့တော့ကြတော့အမရေဒါလေးတော့ပြောပြပါအမရေဒါလေးတော့ဒီလိုလေးဖြစ်လို့ကျမတို့ပြောပြပါဆိုရဲမမေတွေကိုလည်း တလက်ဆာရဲ့တောင်းပန်ပါတယ်မပြောပြရစေနဲ့တော့အမုန်းလည်းမခံကျင်တော့အမုန်းခံရတဲ့ဟာကိုဂယူဆိုင်လို့မဟုတ်ဘူးဘသူမုံမုံမမုံမုံကိုမှန်းနေတဲ့နာကိုပြောတာစေတနာနဲ့ကိုမှန်းနေတဲ့နာကိုအမုန်းခံပြောကိုပြောတာเนาะဒါပေမဲ့မပြောကျင်တော့ဘူးအဲ့တော့မမေတွေလည်းတောင်းပန်ပါတယ်ပိုးပြောတဲ့စကားကိုမှနားထောင်ကျင်တယ်ဆိုရင်ပိုးကြုံတွေးခဲ့ရတဲ့အဲနေပေါင်းဆောင်စိတ်ကုန်မီမှာလောက်တော့ကနေပေါင်းဆောင်သွားခဲ့ရတာကိုကြုံခဲ့ရတဲ့ အကောင်လိုက်ကိုမြင်ခဲ့ရတဲ့တရေတစီအကြောင်းပြောပြမယ်။နားထောင်ခြင်းနဲ့ဆိုရင်ကိုတကယ်ကြီးကြုံခဲ့ရတဲ့အကောင်လိုက်လည်းမြင်ရတယ်နော်။ဟိုလှုပ်ပြတာလည်းမြင်ရတယ်အတန်နဲ့လည်းထောက်တယ်ဆိုတဲ့ဟာတွေကိုပို့ပြပြမယ်။တရေချောင်းတရေတစေချောင်းနားထောင်ကြပါလေဆိုပြီးတော့ပို့အောင်မလာမက်။အဲမက်တရားပြည့်တယ်ဆိုရင်တရေချောင်းတစေချောင်းပို့ပြ။ Okay ။ Bye bye ။ရောင်းများနော်ဟိုကျောင်းနေတဲ့ကိစ္စ။ဟဲ့လား။ ဟုတ်လဲအရိုက်တိုင်းသားတွေဆလီမင်းလောင်းတွေပဲအဲ့ဆောက်ချိုးမျိုးတွေမကြိုက်ဘူးနော်အထီးပြည်တွေမှပြင်မိတာတဲပြောတာပုံမလင်းလေးပြောတာဟောတော့မှလည်းသမီးမင်းကလေးတွေရှိတယ်ဟာတသမဲ့ကျောင်းသူလေကျောင်းသူချင်းချင်းတွေပဲမိုင်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 ကျောင်းသားတစ်ခုတို့ရှိမယ်လေအဲ့ဒါကိုအဲ့လိုမျိုးနီးလန်းနေတဲ့ရှင်းကြလို့အမှရှိတဲ့ဆရာချမ်းမတွေကဘာမှသုံးစားမရတော့ဘူးလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောထားတယ်နော်ဒီကောင်မောင်မားတွေမိဘတွေကဝင်မစွတ်ခါဘူးလို့ဘာလို့မပါပါနဲ့လို့ဘာလို့အဲ့လိုဆိုရင်လေသူတို့ဘက်က ဝင်မစုတ်ဖက်အောင်မပါလာနိုင်မပါလာရအောင်နင့်လာတဲ့သူဘက်ကနေပြီးတော့ကျင်းထောက်တဲ့တိုင်းတခုတော့ဟလာအများကြီးအောင်ပြန်ပြီးခြပြပေးလိုက်လေညင်လာတယ်နော်သမီးမိတ်ကလေးမွေးတာတော့ဘူးလေဟလာဒါတပတ်ကလည်းမိန်းကလေးတွေပဲဒါပေမဲ့အဲ့လောက်ကြီးကြီးမလုပ်ကြည့်ရင်ဘူးလုပ်ရိုက်ခံရတဲ့ကောင်မလေးမျက်နာမှာဘလို့စိတ်ခံစားချက်မြင်ရလဲကြည့်အများနဲ့တူအောင်လေဟလာ အမအမျိုးလေးလေးလည်းပဲတော်ကြည့်လိုက်ရိုက်ခိုင်းတော့မှလေးနဲ့တကယ်စိတ်မကောင်းလို့မလုပ်ကြပါနဲ့အဲ့လိုမျိုးကြီးဟုတ်လားပြောနေတာတော့ဘုဆိုးပစက်တွေပြောနေတာအများကြီးနေပိုင်းနေဘာလို့လဲအရာဝီသားတွေစလေးမင်းကောင်းနေမလုပ်ကြပါနဲ့တောင်းတောင်းရှိတဲ့ပုံပေါ်တွေအဓိကကြတယ်နော်ဟုတ်လားဝူရှိုးအားရွှေချောင်းတွေတော့ကိုရှုပ်ကုန်တယ်နော်ဟုတ်လား ဟုတ်ကဲ့ပါမျိုးရိုးရေးမွဲပီတူလီယတတိလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီပရဲခံရတဲ့ကြောင်းသူလေးကဟာဒီဖခင်မရှိဘူးပေါ့နော်အမေနဲ့ပဲနေတယ်ဒါကြောင့်မလို့တောင်းဝန်ယူဖြစ်ရှိပေးမဲ့သူတွေကပေါ်ရော့နေတာပေါ့နော်ကြည့်ပြီးတော့လဲစိတ်မကောင်းဖြစ်ရပါတယ်ဒီလိုမျိုးအနိုင်ကျင့်နှိမ့်ဆက်တာမျိုးတော့မဖြစ်သင့်ဘူးလို့တော့ထင်ပါတယ်အခုဆိုလို့ရှိရင်ဒီပရဲခဲ့တဲ့အုပ်စုဘက်ကရက်တီပြုတ်ပြီးတဲ့ဆရာဆရာမတွေကိုဒီအမအနေပြီးတော့ဒက်ဆွန်နေရပဲဖြစ်ပါတယ်ကြည့်နေတဲ့မျိုးတွေရဲ့ထင်မြင်ဆက်ချက်ကလေးနဲ့အတွေ့အကြုံလေးတွေကိုလဲ ဗီဒီယိုလေးအောင်မှာ comment လေးတွေရေးခဲ့ပြီးလို့ရပါရဲ့ရှစ်နောက်ထပ်လည်းမှုဆက်လေးတဲ့နေ့ဟာတာဗီဒီယိုလေးဘူးတူတာရက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးသွားမှာမို့ web channel လေးကို like screen နဲ့တပ်ဖို့တောက်ဆပါရဲ့ရှစ်ဒီဗီဒီယိုလေးတွေကိုတရားတဲ့ရည်ရွယ်ချက်ကတော့အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ចောင်းသူចောင်းသားတွေလည်းပပျောက်သွားအောင်လက်စားတဲ့ဆရာမတွေလည်းတတိဝေအောင်လို့ဆိုပြီးတော့ညှဝေတဆက်ပေးခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာတာ